င်ဆက်ပေးချင်တာကတော့မြက်ခွေရဇလန်းတွဲကအင်တော်ကြီးတစ်ခုမှာကိုမထင်မှတ်ပဲသတိလက်လော့အကယူမဆိုင်တာလေးတွေကအတင်းဆောင်ဖြစ်စေအောင်မှုတဘာဝနဲ့အနည်းကျဆုံးမိမောင်းထိုးထားတယ်ဆိုရဲအေးမြန်သူပါလက်ရှိပြည်သက်ချိုင်းနဲ့တက်နေကြတဲ့မြက်ခွေရဇလန်းတွဲကအင်တော်ကြီးတစ်ခုမှာကိုမထင်မှတ်ပဲသတိလက်လော့အကယူမဆိုင်မိတာလေးတွေကအတင်းဆောင်ဖြစ်စေအောင်မှုတဘာဝနဲ့အနည်းကျဆုံးမိမောင်းထိုးထားတယ်လို့အကယ်မီအေးမြန်သူကပြောပါရယ်အင်တော်ကြီးမှာမိမတွေကယောက်ျားတွေလောက်မသက်မှာဘူးဆိုပေမဲ့စိတ်သက်ပိုင်းမှာတော့ ။ယောက်ျားတွေလောက်တမ်းမအောင်စူးစမ်းလို့ရပါတယ်။စူးစမ်းခွင့်လည်းရှိပါတယ်။အိမ်တော်ကြီးတစ်ခုမှာကိုမထင်မှတ်ပဲတတိလက်လို့ဂယုမဆိုင်တာလေးကမထင်မှတ်ထားတဲ့အတင်းဆောင်ဖြစ်စေပါတယ်။ဒီကားမှာကအလုပ်ယူထားတာလည်းမပါပါဘူး။ကိုပရိသတ်နဲ့ထပ်တူကြလို့လည်းဝမ်းသာပါတယ်။အသက်အရွယ်နဲ့ဇယုတ်ကတစ်ထပ်သေးကြနေရဲ့လို့အကယ်ဒမီအေးမြန့်သူကပြောပါတယ်။သူမကတော့မျက်ကွယ်ရာဇလန်းတွေကိုလွန်ခဲ့တဲ့တနှစ်ကျော်လောက်ခဲကရိုက်ကူးခဲ့တာလို့ဆိုပါတယ်။ ဒါရိုက်တာကိုဇော်အာယုံကရိုက်ကူတာဖြစ်တယ်လို့ရွှေထုနဲ့ရွှေမောင်ရဲလေးအပြင်တခြားအသေးဆောင်တွေပါပါဝင်တဲ့အတွက်လက်ခံရိုက်ကူဖြစ်တယ်လို့သိရပါဗျ။အပိုင်း၁၈ပိုင်းပါဝင်တဲ့မြက်ွယ်ရဇလန်းတွဲကိုလက်ရှိမဟာ application မှာနေ့စဉ်ထုတ်လွှင့်ပြသလျက်ရှိပါတယ်။ဒီကားကတဖြည်းဖြည်းလေးနဲ့လောင်ရတဲ့ဆက်လေးဆိုတော့ပညာပေးမယ်လို့ယုံကြည်ပါတယ်။ကိုယ်အိမ်တွင်းရေကိုလူမသိပဲညိုက်ပြီးတော့လောင်နေတဲ့အိမ်တော်ကြီးပြဿနာလေးမိသားစုအတွင်းရေတွေပါပါတယ်။ overage လောက်ယူထားတာမျိုးတွေမပါပါဘူး။တဘာဝနဲ့အနည်းဆုံးပဲလောက်ထားပါတယ်။ ကိုယ့်အိမ်နောင်ဦးစီးတွေစိတ်ရင်းရံချိန်မှာကိုယ့်အိမ်နောင်ရှင်မတွေအနေနဲ့ကိုယ့်ရဲ့အမျိုးသားတွေကိုဘယ်လိုလုပ်ရမလဲပေါ့အိမ်နောင်တစ်ခုမှာအမြဲတမ်းမိသားစုကနှွေးထွေးနေဖို့လိုတဲ့စရာလေးကိုတေချာပြောပြထားပါတယ်လို့သူမကဆက်ပြောပါတယ်ပရိသတ်ကြီးတို့အမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်အမျက်ခွေရကအမထက်နဲ့တနှစ်ခွဲကျော်ပါပြီရှင်နှစ်နှစ်နီးပါးလောက်တော့အဲရှိလောက်ပြီပေါ့နော်ဒါမျက်ခွေရကဒီတနှစ်ခွဲနှစ်နှစ်နီးပါးလောက်ရှိသွားပြီအမကမမရအမပထမဆုံးစီးရီးတွေပေါ့ဒီ2020 423မှာအမပြန်ရိုက်တဲ့အချိန်မှာအမပထမဆုံးပြန်ရိုက်တဲ့ကာကအာကိုကိုဆန်းဆန်းခန်းလိုင်ရဲ့ဒီမော်ဝင်ဖိတ်စာအဲအဲ့ဒီဟာအမစီးရိုက်ရိုက်ရတယ်ပြီးတော့အမကိုနေတိုးနဲ့အခုဒီမထွက်သေးဘူးဂျေဆက်လို့ဒီလဲအမပေါ့နော်အဲရိုက်ခွင့်ရတယ်စီးပြီးအပြီးတော့ခါနောက်ရွှေထူးရွှေထူးရွှေမုံပေါ့နော်ဒီဇကားဝင်လာတော့အမအရင်တော့ကြာအော်ပေါ့နော်ငါစီးရိုက်တွေမှာဘာပြောပြောတော့အာကိုဆိုင်တို့ကိုနေတိုးတို့နောက်ခုဒါရွှေထူးဆိုအာပေါ့နော်ငါတော်တော်ဟိုကနော်ဟိုကုကုကိုလည်းတော်တော်သဘောကျရအောင်ဇလန်းဖတ်တဲ့အချိန်မှာအမဘာကြိုက်လဲဆိုတော့ तू ကလေ ဟောဟောဟောနဲ့လောင်တာမဟုတ်ဘူးဒီလားခုနှစ်နောက်ပိုင်းထွန်းနေရတွေ့လာနာနာဝုံ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 ဟာဒီလားနေမင်းကစားပြီးပြောမယ်အော်ဒီလားလို့ပူပူအယမ်းပူလောင်တယ်မျက်ွယ်ရမြင့်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 လေးနဲ့လောင်တာတဖွဲမီးလေးလိုပဲ ပြောချင်တယ်လောင်နေဒါပေမဲ့လူတွေအရန်ကြီးစိတ်တွေအရန်ပူလောင်ပြီးလောင်တာမဟုတ်မြိုင်နေအတွင်းထဲမှာမြက်မြက်ပြီးလောင်နေတက်ချ်ကိုပေးတယ်ကွာအမားတော့လေဟိုပေါ့အိမ်နောင်တစ်ခုမှာခုနလိုပေါ့အများကြီးစဉ်းစားရတယ်ဟိုအမားတို့ကခုနကမပြောသလိုပဲအများကြီးရှိတယ်ကွာပြဿနာတွေအများကြီးရှိတယ်ဆိုတော့အဲ့ပြဿနာပေါ်မူတည်မှစဉ်းစားရကြမှာတကယ်လို့အမားကသာကြွေဆိုရင်တော့တကယ်လို့ကြွေဆိုလဲအမားကြွေအတိုင်းပဲလုံမှာပဲဒီမှာကြွေဘလို့လုတ်သွားခဲ့လဲအဲ့ကြွေအတိုင်းပဲအမားလုံမှာဒါဆိုအမားဆက်ကြည့်ပေါ့နော်အမဆက်ပြောတော့အမကကြွေဆိုငဲ့နေတော့အမဒီဆောက်ရွက်ကြွေတိုင်းမှာအမလုံပါပါ အာအမျိုးသမီးတွေအားလုံးကကိုစားခံစားပေးကြရတယ်ပြီးတော့ဒီပေါ့နော်အမျက်တွေပုံမှန်သဏ္ဍာန်လေးတွေကိုလည်းပေါ့နော်အမျက်ဟိုချစ်ခင်နဲ့မြေတားစိတ်နဲ့အကောင်းပြုပေးကြရတယ်တကယ်လည်းအရင်ကျေးဇူးတင်ပါတယ်ဘာလို့ဆိုတော့အာအမျက်တွေပေါ့နော်ဒီကားလေးမှာအမျက်တွေဆောက်ရွက်ကြည့်ဖြစ်နေပေါ့နော်အားလုံးကချစ်ခင်ပေးရတယ်တကယ်အရင်ကျေးဇူးတင်ပါတယ်မြေတူလေးအာကွန်မန့်လေးဖတ်ရတယ်ကြည့်ရခါကျမြေတူပေါ့နော်အော်မမျက်လေးကအဲလှလာတယ်အော်အိုင်ရှင်လေးလည်းနည်းနည်းပုံပြီးတော့ကောင်းလာတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးကြည့်ပေါ့နော်ပြောပေးရအတွက်တကယ်လည်းခွန်အားဖြစ်ပါတယ်အာဒီအခုမဟာမှာလက်ရှိပြနေတဲ့ဒီပေါ့နော်မျက်ကွယ်ရဆိုတဲ့ CD လေးကိုအာတီရှူး ပေးကြပါအောင်ကြည့်ရှုပေးတဲ့သူတွေအတွက်လည်းအရင်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကုတင်စပေးမှာကတော့အနုပညာနယ်ပယ်မှာတက်တန်းတဲ့အတူခန်းစားချက်တွေလည်းမြင့်တက်လာတယ်ဒါက especially မလွဲပါဘူးဆိုတာကန်ဝင်ငတိုးမှာဝက်ခဲတဲ့ဝက်စုံတွေအကြောင်းကိုပြောလာတဲ့ယွန်းတရာချဲဇကားတွေထဲမှာတွေ့နိုင်ပါတယ်အဲ့ထဲကဝစ်စုံတွေကတော့ငငယ်တုန်းကအဖွားအင်ကြီးပုံစံလေးတွေပါအထူးသဖြင့်မတ်တထထုံကိုယ်တိုင်ဝေပြီးသားအင်ကြီးတွေဆိုတော့ပို့ပြီးတော့တက်ရောက်သွားတယ်ထင်ပါတယ် မတ်ထက်ကလည်းတကယ်ချစ်တဲ့သူတယောက်ဖြစ်လို့သူဝစ်တယ်ဆိုတာနဲ့ကိုယ့်လက်ထဲမှာထပ်ပြီးဝစ်ချင်စိတ်တွေတကယ်ကြီးမားလာပါတယ်။သူကဒီကိုရံဝင်ဖူးတဲ့အင်ကြီးပါပဲဆိုပြီးပြောလာတော့ကိုကလည်းမျှော်လင့်မှုနဲ့ဒီလိုမျိုးလေးပြန်ပြောလိုက်ပါတယ်။အရန်ဝစ်ချင်တယ်လေ။မတ်ထက်ဝစ်ထားတာဆိုတော့ပို့ပြီးတော့အတိတ်ပဲရှိသွားတယ်။ဖန်နီမှုအတွက်လေးစားမှုတွေနဲ့ထူးခြားချက်တွေခံစားမှုတွေရှိနေတဲ့ဖြစ်တဲ့ဆိုပြီးတော့ယွန်းတရာချေကတော့အခုလိုမျိုးထထထွင်းရဲ့အင်းကြီးလေးတွေကိုဝစ်ဆင်ရတဲ့အတွက်သူ့အနေနဲ့အယံကိုသဘောကျမိကြောင်း ထထထွန်းရဲ့အငွေသက်ကလေးတွေပါသူ့ရဲ့ရှင်ထဲကိုဝင်လာစေတယ်ဆိုပြီးတော့ပြောလာခဲ့ပါတယ်ပရိသတ်ကြီးတို့အမျှဝေပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးမှာကတော့ဒီမိုင်းမိခင်ဖြစ်သူကလွန်ခဲ့တဲ့၃ရက်ကလေးကဆုံးတာဆိုပြီးပြောနေကြသူတွေကိုပြန်လည်ဖြည့်ရှင်းခဲ့တဲ့တရုတ်ဆောင်ရီပွင့်ဖြူပါတရုတ်ဆောင်ရီပွင့်ဖြူကမိခင်ဖြစ်သူတရုတ်ဆောင်ဒေါခင်တောင်းရုတ်တက်ဆုံးမသွားနဲ့ပတ်သက်ပြီးတော့ကျမအမေကသွေးတိုးယောဂသမားပါတခြားအရာတွေလဲနေတဲ့ယောဂဘာမှမရှိပါဘူးဒီမနက်မှာပဲရုတ်တက်သွေးဆောင်တက်ပြီးဆုံးသွားတာပါ ဘာလို့တင်ညာ၃ရက်ရှိပြီးပုံစံနန်းနေပြီးတော့မဟုတ်တဲ့တဲ့ရင်တွေပြောချင်ကြတာပါလဲ၃ရက်ကြာပြီလို့ပြောရအောင်ပြောတဲ့သူကျမတို့အိမ်ထဲဝင်ခွင့်ရှိလားမြင်ရလားထိရလားပြောပါဘာကြောင့်လဲကျမနားမလည်နိုင်ဘူးတွားလေသူအေးဆေးသွားပါစေရှင်ကိုရဲ့မဟုတ်မမှန်စကားကြောင့်ကျင်းရင်သူမိသားစုကိုပါထပ်ပြီးတော့စိတ်ဆင်းရဲတာဘာကျုံးမြန်မြန်ရမှာမဟုတ်လို့ပါလဲဆိုပြီးတော့ပြောလာခဲ့ပါတယ်တူဆောင်ရီပွင့်ဖြူရဲ့မိခင်ကတော့ယနေ့မေလ24ရက်နေ့မနက်7:00နာရီဝန်းကျင်မှာဆုံးမသွားခဲ့တာလို့သိရပြီးမေလ26ရက်နေ့ရေဝေးမှာတကြုံမယ်လို့သိရပါဗျ။ မိခင်ဖြစ်သူတယောက်ဆောင်ဒေါခင်တန်ဝင်ရုတ်တရက်ဆုံးမသွားကြောင်းပြောလာတဲ့တယောက်ဆောင်ရေးပွင့်ဖြူကတော့သူ့မမိခင်ကတော့ယနေ့မနက်မှာရုတ်တရက်သွေးတိုးပြီးဆုံးမသွားခဲ့တယ်လို့ဆိုထားတွေ့ရပါတယ်။တယောက်ဆောင်ဒေါခင်တန်ဝင်ကသားသမီးတွေနဲ့အတူမနေပဲတက်ခန့်တက်ခန့်မှာတည်တံ့နေထိုင်ရင်အခုလိုရုတ်တရက်ဆုံးမခဲ့တာလို့လည်းသိရပါတယ်။ပြည်သက်ကြီးတို့ညှဝေးပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့အွန်လိုင်းနည်းပြုစားခံရတဲ့တရုတ်ဆောင်ထူချားကိုကောင်းမွန်သက်တောင်ကုသပေးခဲ့တဲ့တရုတ်ဆောင်ထူခန့်ကျော် ဖြစ်ပါတယ်ပရိသတ်ကြီးရဲ့တေဥဆောင်ထူးခြားကတော့အစောပိုင်းကအမွေရချိုးပြီးရုပ်ရှင်သွားကြည့်ခဲ့ကြောင်းနောက်ရမှာလက်ပြင်ကုန်းသူတို့ဖြစ်ရကနေကိုတချမ်းလုံးမလုံးနိုင်တော့ပဲတွဲကူပြီးရှောက်ရတဲ့ပုံစံဖြစ်သွားခဲ့ကြောင်းပြီးတော့၃ရက်ကြာမှတော့ဆရာထုခန့်ကျော်စီကိုလာပြခဲ့ရလို့သိရပါတယ်ကြားထဲမှာဆရာဝန်ကြီးနဲ့လည်းပြသခဲ့တာရှိပြီးလက်ပြင်ကုန်းဒါလို့ပြောကြကြောင်းသူကဆုပါတယ်မတည့်ရလိုက်တာနဲ့လက်တချမ်းလုံးကိုက်လာတာဆက်ကလည်းစောင်းသွားပြီးတော့လက်မလျှောက်လို့မရတော့တဲ့ပုံစံမျိုးကြုံခဲ့ရကြောင်း တရုတ်ဆောင်ထူးခြားကဆုတ်ခဲ့ပြီးတော့အစရာထူးခန့်ကျော်ကမိုးရီချိုပြီးကမန်ကန်ရုပ်ရှင်သွားကြည့်ရကနေအောင်ကျော်ထိသွားမျိုးလေးဖြတ်နိုင်တာမျိုးဖြစ်တဲ့အကြောင်းတရားရှိသလိုနောက်တစ်ခုကနောက်တစ်ခုကတော့အောက်လန်အကြောင်းအရာတစ်ခုပါပါတယ်ဆိုပြီးတော့ပြောပါတယ်ဆရာထုခန့်ကျော်ကတော့အဆိုပါကိစ္စကိုအရင်ရှင်းပေးပြီးအခုဆိုရင်ထူးခြားကအတော်လေးပြန်ကောင်းနေပြီလို့သိရပါတယ်ဆက်ပြီးတော့လည်းကုသမှုခံယူနေရသေးတယ်လို့ဆိုထားပါတယ်ပရိသတ်ကြီးတွေမျှဝေပေးလိုက်ပါတယ်နော် အခုတင်ဆက်ပေးမှာကတော့ Miss Universe May Thi La 2025အလှမယ်ဇူလိုင်ဝင်းထဲကမေမေကတကယ်ကိုတန်ဖိုးမဖြစ်နိုင်တဲ့စကလုံးတွေကိုဝယ်ပြောတတ်တဲ့သူအောင်မြင်ဖို့မျှော်လင့်ပေမဲ့မဖြစ်နိုင်ခင်တော့ဘဝထဲမှာတင့်အတွက်အခွင့်အလမ်းတွေအများကြီးရှိနေရဆိုပြီးစဉ်းစားတင့်တယ်လို့ပြောခဲ့ပါရယ်မမြင်နိုင်သေးတဲ့အနာဂတ်အတွက်ရဲရဲတောက်နေလှပနိုင်ဖို့စိတ်တက်ခွန်အားတွေကိုလည်းအောင်မြင်အောင်မြင်မြန်စေတတ်သူဖြစ်ပါရယ် မျောလင်းချက်တွေညှို့ခံရတဲ့အချိန်မှာတော့စိတ်တက်ကြစီမဲ့အရာမျိုးမပြောဘူးဆိုပြီးတော့ချက်ချင်းနဲ့လည်းအားဖြည့်ပေးတတ်တဲ့သူတယောက်ပဲဖြစ်ပါတယ်။အခုလည်းမိမိစကားလေးအထဲမှာဖြစ်စေခြင်းမင်းမဲ့မဖြစ်ခဲ့ရင်တော့အကောင်းဆုံးကြိုးစားဖို့အခွင့်အလမ်းတွေအများရှိတယ်ဆိုတာကတော့ရှင်နေဟိုထိတဲ့စကားတစ်ခုပါပဲ။အခုလိုစဉ်းစားပြီးတော့ပြန်ကြည့်လိုက်ရင်တော့တကယ်လည်းအများကြီးပေးဆက်ခဲ့ရတဲ့လမ်းကြောင်းပေါ်မှာဘလောက်တိယူသွတ်သွားခဲ့လဲဆိုတာအမျက်ရင်ထဲအောင်တန်ဖိုးမဖြတ်နိုင်ဘူးလို့ဝမ်းနေခြင်းနဲ့ဂုဏ်ယူမှုလို့ရောဆက်နေတဲ့စိတ်နဲ့ပြောပြလာခဲ့ပါတယ်။ Miss Universe မိတ်တီလား 2025ရဲ့အလှမယ်ဇူလိုင်ဝင်ထဲကပြိသက်ကြီးကို ပြန်လည်ဝင်မြခဲ့တာပဲဖြစ်ပါရဲ့ရှင်ဒါမဲ့အဓိကအမမေတို့ဖြစ်စေချင်တာကိုအဖြစ်ဖို့ရဲအကယ်၍ဖြစ်ခဲ့ရင်လည်းသူမိပါမဖြစ်ဘူးအအကောင်းဆုံးစူးစမ်းခဲ့ရဲကိုကလူငယ်တယောက်ပဲအဆက်လက်ပြီးတော့လည်းစူးစမ်းလို့ရသေးရဲအများကြီးခွင့်လန်းနေရှိသေးရဲအဲ့လိုတော့ပြောရဲပေါ့နော်အင်းအဲ့လိုစိတ်ထဲကြစေမဲ့အရာတွေတော့ မပြောဘူး bracelet တွေတချို့ကတော့အာ swimsuit ဝတ်တာကိုတိတ်ပြီးတော့သဘောမကျရည်လည်းရှိရယ်အာ confident ရအောင်တော့ကြိုးစားလိုက်ရတယ်ဘာလို့လဲဆိုတော့တစ်ခါမှမဝတ်ဘူးပေါ့နော်တစ်ခါမှဒီပြန်ပွဲဝင်မှအာဝတ်ဖြစ်တာဆိုတော့အများကြီးတော့ပြင်ဆင်လိုက်ရပါတယ်ဟုတ်ရန်ပြော်ရဲရန်ဝမ်းတာရဲကိုကိုလည်းရန်ကုန်ကြီးပဲဟုတ်အာအိမ်မက်တစ်ခုပေါ့နော် အိမ်မက်တစ်ခုလူငယ်တယောက်ဖြစ်တဲ့အတွက်အာငယ်တုန်းရွယ်ရွယ်ချိန်မှာကိုဖြစ်ချင်တာတွေအာကိုရဲ့မိဘဖြစ်ချင်တာတွေဖိဖေဖြစ်ချင်တဲ့ဆန္ဒတွေကိုအာဖြည့်ဆည်းကျင်လို့ပါနှစ်ခုလုံးမှာပဲအာသမီးရဲ့ဆန္ဒအရင်အရင်အရင်ဆုံးပေါ့နော်အဲပြီးတော့အာဖိဖေကလည်းဒီ crown ဒီ MUM အာဖြစ်စေချင်တယ်အဲ့အတွက်ကြောင့်ဟုတ်ဟုတ်အာဒီ Miss Universe ကို join မို့အတွက်အာစဉ်းစားနေတာ ပြင်ဆင်နေတာကနှစ်နှစ်နီးပါးလောက်တော့ရှိရယ်ပြီးတော့ပြည်သက်တွေလည်းအမ် pageant တစ်ခုခုကို join မယ်ဆိုတော့ကြိုတိတယ်ပေါ့နော်။ဘာလို့ဆိုတော့ဒါအမ် interview တစ်ခုမှဖြေထားခဲ့ရပြည်သက်တွေကလည်းအရန်ကို join စီခြင်းကြရယ်။အဲ့အတွက်ကြောင့်မျိုးတော့ပေါ့နော်။ဟုတ်ဟုတ်အများကြီးပါပဲ။အများကြီးပိတ်ဆက်ရတယ်ပြီးတော့အများကြီးလည်း experience အသက်တွေရရယ်။ဟိုကိုရဲ့အဲဘလောက်ယူသွတ်တယ်ဆိုတာပါပေါ်လွင်တာပါပေါ့နော်ဟုတ်ကိုကိုလည်းတိလိုက်ရတယ်ဟုတ် ်အဘယ်လို့မဆိုတော့မလွယ်ကူပါဘူးအကောင်လုံးကတော့အခက်ခဲပါရဲ့အဲ့ဒါကိုအကောင်ဆုံးကြော်လွားနိုင်ဖို့အရေးကြီးပါရဲ့ဟုတ်ဟုတ်အခုတော့လူပိနာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနာဆင်နိုင်ဖို့ကျမတို့ရဲ့ Sandy Mama YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရရှင်